ဒီမျိုးသမီးတွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုအထူးခြားဆုံးလုပ်ရတဲ့ခုနဲ့ကြိုဆိုခဲ့ကြပါတယ်။နိုင်ငံတိုင်းမှာတိုင်းတစ်ပါးကအကြီးအကဲဧည့်သည်တွေကိုကြိုဆိုတဲ့နီလန်ပေါင်းစုံရှိကြပြီးတော့တခုနဲ့တခုကလည်းမတူညီကြပါဘူး။ဒါပေမဲ့လည်းများသောအပြင်ကတော့တန်ဆောင်တီဝိုင်းဒါမှမဟုတ်တီလုံးလေးတွေစားကောင်းတောက်ဝယ်တွေနဲ့တခါတနေ့ပြင်ဆင်ပြီးတော့မှကြိုဆိုကြတာများပါတယ်။ UAE မှာရှိတဲ့ဒီမျိုးသမီးတွေကတော့သူတို့ရဲ့အမျက်တနိုးတန်ဖိုးထားရရိုးရာတခုဖြစ်တဲ့ ကာလကီလို့ခေါ်တဲ့စပင်ကာအကကိုကပြီးတော့မှဒေါ်နယ်ထရန့်ကိုကြိုးဆိုခဲ့ကြပါတယ်။ဒီလိုမျိုး health shaking ချက်ဟာဆိုရင်မင်္ဂလာဆောင်တဲ့ဂုဏ်ပြုပွဲတွေမှာမပါမဖြစ်အရာတခုပါ။မြန်မာနိုင်ငံကဒီကူးနဲ့တစားမုံလာတွေမှာလှပကွေးညွှန်းစွာနဲ့ကပြကြသလိုသူတို့ကလည်းပွဲခန်းနာတွေကိုရောက်ပြီးဆိုတာနဲ့စပင်ကြီးတွေကိုခါရမ်းပြီးတော့မှပျော်ရွှင်စွာကကြပါတယ်။ဒါကြောင့်မို့လို့အယောင်ဆောင်ဝတ်ဆောင်တွေကိုဝတ်ပြီးအခုလိုမျိုး health shaking ချက်ကိုကတာဆိုရင် ကြည့်ရတာတော့နည်းနည်းလေးခေါင်းကိုက်စရာကောင်းမယ်လို့အထင်ပါတယ်။ပရိသတ်တို့ရောဒါနဲ့ပတ်သက်လို့ဘယ်လိုများထင်မြင်မိကြပါသလဲနော်။